။ခြိုက်တော့လည်းအရင်ကြီးရတယ်။ခြိုက်တော့လည်းဝိုးဝိုးကွာ။ဘာမှမသိဘာကြောင်းလဲမှမသိဘူး။အဲ့လို၃00လောက်ကလည်းခွီနေကြတာပဲ။အဲ့လိုတိတိလေးကသာကိုယ်တော်ရည်စရာကြီးအဲ့လိုဖြစ်နေဖြစ်နေတာ။ ရမင်းတော့ကတော့ွယ်ဇလန်တွဲရောွယ်ဇလန်ထဲမှာပါဝင်ခွင့်ရတာရောဟိုမြက်ကာရိုက်တာအနေနဲ့ပါဝင်တရုပ်ဆောင်ခွင့်ရတာတော့အမြဲအမှတ်တိုင်းတစ်ခုဖြစ်နေမှာပါဒီ nomination မို့ဒီရတယ်စုမရဘူးဆိုလို့ရှိရင်လည်းအမြဲအမှတ်တိုင်းတစ်ခုဖြစ်နေမှာပါအခုလိုမျိုးဟိုကိုဇလန်တွဲရောဟိုရမင်းအနေနဲ့ leading actress အနေနဲ့ရော national winner ဖြစ်ဒီ Asia Academy Award မှာ nomination အတင်ခံရတဲ့အတွက်တော့ပို့ပြီးတော့ပို့ပြီးတော့ဝမ်းသာပါတယ်ဟုတ် မျောလင့်တယ်လားဆိုတော့မှန်တော့ဒီအားလည်းလေ nomination အဲ့လိုဟို national winner ဖြစ်ရွေးချယ်ခံရတော့ကိုတို့ကတော့ surprise ပါပဲဟိုထင်အောင်မတင်တော့အဲ့နေရာဝင်တွေ့ရောရုပ်ချက်ကြီးတငယ်ချင်းနေရာရောအဲ့ဒီပါတဲ့ပါဝင်တဲ့ cast တွေရော crew တွေရောအဲ့လို cast တွေရော congratulation လာလို့တယ်တပုန်လေးလာပို့တော့အဲ့တော်မှမြင်တော့မှဟိုအယံဝမ်းတာလည်းမြင်မြင်ချင်းလေးတိတ်ပြီးတော့ဝင်မယ်လို့လည်းမထင်ဘူးအဲ့ အရင်တော့ကန်နပတ်ကတော့ပြီးတော့မှယမင်းပြန်ရှာကြည့်တော့မှသူ2023 2024သူနှစ်တိုင်းတွေဝင်ပြီးတော့အရွေးချက်ခံခဲ့ရပေါ့နော်အဲအဲဒီနှစ်ကတော့ယမင်းတို့ဇလန်တွေအရွေးခံရဝမ်းသာပါဒီနေ့တော့တကယ်ပင်လန်းပင်မန်းနဲ့ဒါပေမဲ့အမတ်တရားရည်လည်းအများကြီးပဲနွယ်ရသည်ကာရီတာပင်မန်းနဲ့ဆိုပေမဲ့လောက်ရတဲ့ environment ရော production ရောအရန်ကောင်းခဲ့တယ်ကို့အတွက်ကတော့အဲ့လို character အပေါ်မှာ character အပေါ်မှာစိတ်နှစ်စရာတစ်ခုပဲတစ်ခုပဲရှိရကျန်တာဘာဆိုင်နောက်ရှက်မှမဖြစ်ခဲ့ဘူးအဲ့အတွက်လည်းယမင်ဒီနွဲ character ကိုတကယ်ကိုဟိုအကောင်းဆုံး100%စူးစမ်းလို့ရခဲ့တယ်ပေါ့เนาะအဲ့အတွက်လည်း အရန်ကိုကျေစုတင်ပါတယ်ဟုတ်မီ၃ရောက်ရဲ့ပထမဆုံးစတွေ့ခဲ့တဲ့ဆက်ပေါ့နော်အမတ်တရားပါပဲယမင်းရဲ့ဟိုယမင်းတမိုးထားတဲ့ friendship လေးတကူလေအဲ့ဒီကစတင်ပြီးတွေ့ခဲ့တဲ့အတွက်လည်းအမတ်တရားပါဟောကြည့်ဒီနေ့ကြည်အောင်ဆိုပြီးကြားလိုက်လို့ဟောကြည်အောင်ဆိုဘယ်ကြည်အောင်လုံးပေါ့ အဲ့ဒါလည်းရမင်းဒီ character မှာတကယ်ကိုမျက်ဖြစ်အောင်စူးစမ်းခွင့်ရခဲ့တာရောဘေးနားကနေပြီးတော့ရမင်းကိုအကြံဉာဏ်ပေးတယ်ခိုင်းလို့ပေးရတယ်ဒီ director ကမျက်ကိုကောင်းလို့ကြည်လို့ကြောင်လည်းအများကြီးအများကြီးပါပါတယ်ရမင်းကစိန်ခေါ်မှုဆိုတာ စင်ကောမှုဖြစ်မယ်စင်ကောမှုဆိုတော့ယမင်းဟိုမှာမျက်ရဲ့အဲ့လို opposite character ကိုယမင်းကလှုပ်ချင်တာဟိုမျက်လိုမျိုး character စင်လူရိုးမားလေးရောက်လာခဲ့မယ်ဆိုလို့ရှင်တော့ယမင်းကတော့အမှန်တိုင်းပြောရင်ထပ်တော့မလှုပ်မလှုပ်ချင်မလှုပ်ချင်တော့ဘာလို့လဲဆိုတော့ဟိုလွှင့်ထားလည်းမကြသေးဘူးအဲ့လို character မျိုးယမင်းနောက်ထပ်တစ်နှစ်လောက်နေမှအဲ့လိုပြန်ပြန်ရိုက်ချင်တယ်ပေါ့မဟုတ်လို့ရှင်စင်နေလို့ရှင်အဲ ပရိသတ်ကလည်းကိုဒီလိုဇက်ယုံနေပဲမြင်နေတော့သူတို့လည်းပြင်းသွားမှာအမင်းလည်းလောက်ရတာ motivation လည်းမရှိတော့ဘူးလုံးနေကြထက်ကထက်ကလုံးလို့ရှင် ကို့အတွက်လည်း process ကို enjoy မဖြစ်တော့ဘူးနဲ့အပြင်းဝငါငါလုံဖူးနေကြဟာဆိုပြီးတော့လည်း excited မဖြစ်တော့ဟုတ်นี่โหนี่ฉိတ်တယ်ဆိုတော့မျက်လုံးကိုအကြက်ယူတာတော့မျက်နှာကိုအကြက်ယူတာမျိုးဆိုတော့တစ်ခါတလေတော့ကြိုက်တယ်ဒါပေမဲ့တစ်ခါတလေကြတော့လဲ လည်းမကြိုက်ဘူးမကြိုက်ဘူးဆိုတာအထက်အဲ့လိုဒီမှာချက်အချက်ရိုက်တာအရန်အရန်များတယ်ဟိုအချက်ရိုက်တာအရန်များဒီခါတလေချက်တော့ဟိုဟိုယမင်းတို့ဒီဟိုဘယ်လိုပြောမလဲဒီ lighting ပေါ်မူတည်တာတို့ယမင်းတို့ဒီ shop ပုံကြည့်ပြီးတော့အဲ့လို တချို့ကြတော့လေဟိုနေရစင်းနိုင်စင်းနိုင်မှာဟိုဟိုအဲ့လိုအချက်ကြီးပဲပြနေစမလို့ဘူးလို့ရမေကအဲ့လိုခံခံယူတဲ့နေရာမှာပါတယ်အဲ့တော့အချက်ရိုက်တာဆိုတော့ဟိုကြိုက်တော်လေးကြိုက်ပါတယ်ဒါပေမဲ့တစ်ခါတလေတော့လေကြိုက်တာပုံများပါလို့ဆိုတော့အတားတယောက်နေရတော့ကိုကိုရဲ့အရှင်ကိုအချက်ကြီးနဲ့ပြတော့လုတ်ပြခွင့်ရတယ်ဆိုတဲ့ဟာလေးတစ်ခုပေါ့နော်အဲ့အဲ့ဒါလေးတော့သဘောကျပါတယ်ဟုတ် ပရက်ရှာတော့များတာပေါ့နော်ဟောအချက်ကြီးကြိုက်နေပြီငါဒါကြီးကို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 ဘာလို့မှရှောင်ပြေးလို့မရတော့ဘူးလေဒီလိုကြီးကြက်နေမှာတော့နော်ဘာလို့မှရှောင်ပြေးလို့မရဘာနဲ့မှတော့ဖုံးပြီးလို့မရဘူးအကုန်လုံးကမပြေပေါ်နေမှာဆိုတော့ဒီတော့ပရက်ရှာများတယ်ဟုတ်စိတ်နဲ့လိုက်ပြီးမျက်လုံးပြောင်းတက်တာအဲ့တော့စိတ်ခံစားချက်အရင်ထဲမှာဖြစ်နေတာမျက်လုံးမှာပေါ်တယ်ဆိုတော့အမှန်အမှန်ပဲပေါ့နော်ဒီလိုဆိုလို့ရှိရင်အခုဆိုရမင်းမျက်လုံးကမျက်ပြုံးနေတယ်ပြုံးနေတယ်မှာပါတယ်ဟိုမျက်ပါးစပ်ပြုံးလဲလို့မျက်လုံးကလည်းဒီမျက်လိုက်ပြုံးနေတယ်မှာပါတယ် အဲ့တော့တခုကအဲ့လိုရမျက်နည်းနည်းလိုလေမျက်အိမ်ကျင်းနေတယ်မှာပါတယ်ရမျက်အဆောင်လိုလေမျက်လုံးကျယ်လို့ဆိုရမျက်အယမ်းအားကြတယ်သူတို့ expression တွေကလေမျက်လုံးအကြီးကြီးအောင်အကုန်မြင်နေရကိုရီးယားကမျက်လုံးအိမ်ကျင်းတော့လေအဲ့ဒါလေးတခုကိုပို့ပြီးတော့သူတို့ထပ်ပို့ပြီးတော့အားဆိုင်ရတယ်မြင်မြောမြင်ပါငါကိုကတော့လွတ်လိုက်တာပဲဒါပေမဲ့မျက်လုံးကျင်းနေရောမြင်ရောမြင်ရမှာမလားဆိုပြီးတော့တငယ်ချင်းတော့ရမတိုင်ဘောဟို fresh လေးတခုပေါ့အဲစတင်ရပေါ့အဲ့ဒီကနေအဲ့ညင်းနေဆိုတော့တော့အလုပ်တွေအလုပ်တွေများနေ ။ဘောလို့တော့နေညီမတို့အငဲလဲအဲ့လိုတွေးပြတာမျိုးလည်းမဟုတ်ဘူးအဲ့လိုလေ။တလမှာမှာတခါတခါလေအရန်အလုပ်များလို့ရှိရင်ရက်တရတူဒီရအာကိုဒီရမအောင်ဆိုကြနှစ်လနေမှာတခါပေါ့။အဲ့ငဲငဲတွေးပြတာမျိုးမဟုတ်ဘူးအဲ့လိုတလနေမှာတခါနှစ်လနေမှာတခါမှာလို့ပြောစရာကြီးစုတာမဟုတ်တခါလေအဲ့လိုဟိုတွေးပြီဆိုလို့ရှိရင်မနေ့ကလည်းအဲ့လိုညတီအဲ့လိုငုတ်တုတ်ကြီးဒီဇိုင်းဒီဇိုင်းမှာပဲလို့ဖင်ကိုကြောက်ချပြီးထိုင်ပြောတာအဲ့လိုအဲ့လိုမျိုးကြီး copy သုံးခွက်တောင်ကော်ပီသုံးခွက်တောင်မကဘူး မစင်းစားကြည့်ဟိုနင့်လေလို့7နိုင်လောက်ကတွေ့ဆိုညနေစောင်6နိုင်လောက်ထိမှာဆိုကော်ဖီဆိုဘယ်နှခွက်ဖြစ်မလဲစဉ်းစားကြည့်အဲ့ပါအရင်ကြိုက်ကြတယ်နော်အရင်ကြိုက်တယ်အရင်ကြိုက်ကြိုက်တာအကြည့်ရမတော့ကြည့်ရတော့သူကကြည့်ရနောက်တစ်မျိုးသမားအဖော်ကြည့်မောနောက်တစ်မျိုးစာအမျိုးမျိုးမျိုးရှိရယ်လေမျိုးစာမွေပါဦးမွေပါဦး အဲ့ဒါကြည် idea လေးကြည်ရသူတွတ်တွန်းကလေတွေးလာလားမသိဘူးမသိဘူးလေအိမ်ကနေထူးဆန်းတဲ့ပစ္စည်းတစ်ခုယူလာခဲ့ဆိုကိုရီးယားကိုရီးယားဟိုအိမ်ကထွက်ခါနေမှာပစ္စည်းယူရမှာဘာဖြစ်လဲအဲ့မှာတတိယပြီးတွေ့ရကောက်ဆွဲပြီးယူလာသူကမဟုတ်မီးဝတ်ကြောင်တစ်ခုလုံးသူတို့အိမ်ထဲကနေသူတို့ထည့်လာခြိုက်တော့လည်းအရင်ကြီးရတယ်ခြိုက်တော့လည်းဝဝကွာဘာရမမသိဘာကြောင့်လဲမသိအဲ့လို၃00လောက်ကလေခွေနေကြတာပဲအဲ့လိုတိတိလေးကစားကိုတို့ရောရည်စရာကြီးအဲ့လိုဖြစ်နေဖြစ်နေတာ ။အဲ့ကြော်တယ်တခါ drama ရိုက်မှဖြစ်တော့မယ်။တော့လို့ဘွား drama တော့တိတ်မလို့မရှိဘူးပေါ့။အချက်နဲ့ပတ်သက်ရတယ်။ဟို drama တွေကလည်းကိုယ့်တို့ခွိစရာပါ။ဒီကွင်းတော့ကြာလာတို့လားအဲ့ဒါလည်းမကွယ်ဘူးယမင်းတို့တော့ရောက်မှပြောမပြောဖြစ်ဆုံးအချစ်ကြောင်ပဲချစ်ကြောင်လုံးဝမပါဘူးအချစ်ကြောင် off the table အချင်းချင်းချင်းလည်းအဲ့ဒါပြိတ္တတွေကချစ်တာပါကိုရီးယားကညီမလိုပဲချစ်ချာချစ်ပလိစီပေါ့အင်္ဂါအမေလေတန်အတိုင်းပဲတော့ညီပြိုးဖြစ်ဘူးလို့လုံး ဖြစ်ပါစေခက်ကကြည့်အောင်ပါပါအရင်ခက်လည်းမဟုတ်တော့ဘူးဒီဘက်ခင်မှာတယောက်တည်းတောက်ပါတယ်အမျိုးသမီးတွေမှာအများကြီး independent နော်အမေမေပြောတာအဲနှလုံးရှိရလူတဲ့နေရအဲ့တော့အဲနှလုံးမရှိတော့ဘူးအာအဲ့ဒါစကားလည်းအကုန်ပြောလို့မရဘူးလေလူဆိုစကားအကုန်မပြောရဘူးတွေ့ရင်လည်းတွေ့လာနိုင်တယ်တွေ့ချင်တဲ့အချိန်မှာတွေ့ပါစီတော့ဘာလဲလောနေကြရလဲလောပါနဲ့အချစ်ကဒီထဲမှာလည်း romance တိပါတယ် မြန်မာလေ romance တွေပါတော့အရင်သက်ရနေသူမြေ romance နဲ့နဲ့အားနေ trader တင်ပေးပါလိမ့်မယ်စိတ်လျှော့ကြ trader တင်ပေးပါလိမ့်မယ်ဒါ trader အလုပ်ချစ်တတ်ပါတယ်မချစ်တရားတခုပဲရှိရအရန်ကိုကိုကချစ်ရမှာကိုကတလို့ကို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 မောင်းတောင်းတောင်းကြီးတဲ့အဲ့ဆိုရ mighty တော့ကိုကိုတောင်းသေးလားတောင်းတောင်းဟုတ်ပါချစ် မာလောနောက်နေလေဒါတင်မေးမလဲစုအမေယမင်းအတန်ချွဲရချွဲပါအဲချွဲလို့ချွဲရနော်အဲဒါမှချွဲလူကတောင်းနေနည်းနည်းအဲ့လိုပြောဖို့လို့အဲ့လိုရိုက်ချိုးပေးရဘာရတလောက်တောင်းနေလဲမသိဘူးအစိမ်ခုံမှုတစ်ခုပဲအဲ့ဒါငါလိုအိတ်စင်းရိုက်ပြီးပြီးရမလားမသိငါရီနေမှနဲ့မပြီးဘူးလို့အိတ်စင်းနေရကိုရပြင်းနဲ့ပထမဆုံးစုံမှာကိုရကြိုးပြောတာကိုစိတ်ရှိပြီးပါ ကားမသိအဲ့လိုမကုကုကုမမမယူဘူးစိတ်ကူတော့ပုံပေါ်ကြည့်ပြီးတော့အသက်ရရလို့ကောက်တခွီခွီနဲ့လေအဲ့လိုကြည့်နေရအဲ့ script ရေးတဲ့အမတော်မှလေစံညိုးနေကိုတက်ဖို့ရိုက်ဖို့အမရဲ့အဲ့လောက်ကြီးကြတော့အဲကိုဆိုင်ကြီးနဲ့လည်းပါတယ်ကိုချာကြီးနဲ့လည်းနှစ်ယောက်လုံးနဲ့တော့ role ခံလေးပါတယ်တရားမဟုတ်ပါဘူးကိုယောက်ျားကို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 ကျမမင်းသားရောကိုကိုကြီးပဲဟာစကားထွက်လာရင်တော့အရန်ချွဲတဲ့ရမီးမေကိုဘာရှိကိုမြင်ရပါမယ် အဲရှင့်မှာတော့လည်းချွဲတယ်အဲ့လိုခံနေရောတိတ်မရိုက်ဘူးမရိုက်ဘူးတော့ဒါကနည်းနည်းပထမပထမဆုံးဖြစ်ဖြစ်မယ်ထင်တယ်အဲ့ဒါတော့အဲ့ဒါတော့ပရိသတ်ကပရိသတ်စကားထွက်လာတော့မှပဲရင်မိမိကိုချွဲတာအောင်မြင်လားမအောင်မြင်လားဆုံးဖြတ်ဘူးအထွက်လာလို့ရှိရင်လည်းအပိကြပါအောင်ဝေဖန်ပေးကြပါအောင်လို့ပြောချင်ပါတယ်